မင်္ဂလာပါကျိုးဆိုပါတယ်ဒီနေ့ဓမ္မတို့အတူတကွစူးစမ်းလေ့လာကြမယ့်အကြောင်းအရာကတော့ဓမ္မတိချန်တဲ့ကတိမိုသေဩဝါဒစာပထမဆောင်အခန်းကြီး6ပါဟုတ်ကဲ့ဒီတိမိုသေပထမဆောင်ရဲ့နိဂုံးချုပ်အခန်းပေါ့နော်တော်တော်လေးအရေးကြီးတဲ့လမ်းညွှန်ချက်တွေပါနေတာတွေ့ရတယ်ဟုတ်တယ်ဆိုတော့ဒီမြေကျမတို့အဓိကအားပြုဆွေးနွေးသွားမှာက the wise believers ကနေပြုစုထားတဲ့သုံးသပ်ချက်တွေပေါ့နော်အဲ့ဒီရင်းမြစ်ကိုခြေခံပြီးတော့ဒီအခန်းထဲကအဓိကချက်တွေဥပမာဖျားကြားကိုင်းဆိုင်မှုတို့အဲစီးစိမ်ဥစ္စာအပေါ်ထားရမယ်သဘောထားတော့အေးမာယွန်းနဲ့တုံတင်ချက်တွေရဲ့အန်တေရတော့ဟုတ်တယ်ပြီးတော့ယုံကြည်သူတယောက်ရဲ့လက်တွေ့ဘဝအတက်လိုအပ်တဲ့အချက်တွေကိုဆွဲထုတ်ပြီးဆွေးနွေးသွားကြမယ်ကဲဆက်လိုက်ကြရအောင်ကောင်းပါပြီဒီခန်းကြီးချုပ်ကလည်းတိမိုသေပထမဆောင်တစ်ခုလုံးရဲ့အနစ်ချို့လို့ထင်နေတာ ပြီးတော့တင်းတော်ထဲမှာဂျုံရတဲ့လက်တွေစိန်ခေါ်မှုတွေကိုရှင်ဘုလုကဘလို့ကင်တွေကိုလိုင်းညွနေတယ်လဲဆိုတာပြနေတယ် The white wise believers ကထောက်ပြတယ်လို့ပေါ့အထူးတွင်အဲ့ဒီခေအဖက်မျိုးရဲ့လူမှုရေးစီဝါရေးနောက်ခံအဲ့ဒါနေတာတွဲပြီးနားလေရင်ပို့ပြီးမြင်သားတယ်စီဝင်စားစရာပဲအဲ့ဒီတော့အញ្ញံဆုံးကြည့်ကြည့်အောင်မာရွေ့နဲ့တွင်တင်းမှုတွေနဲ့ပတ်သက်ပြီးတတိပေးထားတာတွေပေါ့အခန်းငယ်၃ကနေ၅မှာလဲပါသလိုပဲဟိုအခန်းငယ်၂၀လောက်မှာလဲပြန်ပါကြည့်တယ်နော် The Wise Believers ကတော့ဒီမာယွင်းနဲ့တွင်တင်မှုတွေကိုဘလိုမျိုးပုံဖော်ထားလဲရှင်။ဟုတ် The Wise Believers ကထောက်ပြတာကတော့လေဒီလူတွေရဲ့အဓိက ပြဿနာကအတိပညာတတ်တတ်မဟုတ်ဘူး။သူတွေစိတ်နေသဘောထားဟို စာရိတ္တပိုင်းနဲ့ပိုဆိုင်နေတယ်ဆိုတာပဲ။အခန်းငယ်၄မှာစင် မာနထောင်လာခြင်း ਨੇ ။ဟွန်းပြီးတော့အချင်းကြီးတော့ညင်းကုန်ခြင်းကိုနဲ့တခြင်းဒါတွေရှိတယ်ပေါ့နော်။သူတို့ကသခင်ယေရှုရဲ့ကျမ်းမာသောစကားကိုလက်မခံဘူး။အဲ့တော့ဘာဖြစ်လာလဲဆိုတော့ မနလိုတာတွေရံဖြစ်တာတွေဆက်ဆိုတာတွေတန်တရားတွေဖြစ်လာတယ်ပေါ့ဆိုတော့အယူဆလွဲတာတခုတည်းမဟုတ်ပဲအတင်းတော်ရဲ့စီလုံးမှုငြိမ်သက်မှုတွေကိုပါပျက်စီးစေတဲ့သဘောမျိုးပေါ့နော်အတိအကျပဲပြီးတော့ the wise believers ကအလေးပေးတဲ့နောက်တစ်ချက်ကအခန်းငယ်9မှာလေဘာသာတရားသည်စီးဝါဖြစ်စီသောအကြောင်းဖြစ်တယ်ဟုထင်မှတ်တာအော်ဟုတ်တချို့ကဖျားရရားကိုင်းဆိုင်သူလိုလိုနဲ့ကိုကျော်စီးဝါရှာဖို့ငွေရဖို့အထုံးချနေကြတယ်လို့ရှင်ပေါလုကတတိပီးနေတာ ဒါကအခန်းငယ်၂၀မှာပါတဲ့မာယွင်းစွာသိပ်ပံဟုခေါ်တော့ပညာနဲ့လဲဆက်ဆက်နိုင်တယ်။ဘယ်လိုမျိုးဆက်ဆက်နေရလဲ။ဟို etiquette အဖက်မျိုးမှာရှိခဲ့တဲ့ Greece အတွေ့အခေါ်ဒီဒါမှမဟုတ်အစောပိုင်း Gnosticism လို့အတွေ့အခေါ်ဒီပေါ့။အပေါ်ရမှာတော့ဝိညာဉ်ရေးရာအသိပညာပေးတယ်လို့ဟန်ဆောင်တယ်။ဒါပေမဲ့တကယ်တဲ့နောက်ွယ်မှာတော့ကိုကြိုးရှာမှုတွေ logi တတ်မှတ်မှုတွေရှိနေတတ်တယ်လို့ the wise believers ကတုံ့တက်ပြထားတယ်။ ီလိုမာရွေးနဲ့တုံတင်မှုတွေရဲ့နောက်ွယ်မှာငွေကြေးတက်မှတ်မှုဆိုတဲ့အချက်ကကျမတို့ကိုနောက်အကြောင်းအရာတစ်ခုစီခေါ်ဟွားပြီပေါ့နော်စီစဉ်ဥစ္စာနဲ့ပတ်သက်တဲ့တုံတင်ချက်အခန်းငယ်10ကတော်တော်လေးလူတိများလဲနော်ငွေကိုတက်မှတ်ခြင်းသည်မကောင်းသောအမှုအမျိုးမျိုးတို့တွင်မူလအမြင့်ချစ်ဤစွာလေအဲ့ဒါတော်တော်ပြင်းထန်လေ The wise believers ကဒီအချက်ကိုဘလို့ထက်ရှင်ထားလဲငွေတောင်းမှုချမ်းသာတာကိုပဲပြောနေရလားဒါကရန်ရေးကြီးတဲ့မိကွန်းပါ The Wise Believers ရဲ့ခွဲခြားဆိုင်ဖြတ်ချက်အရာလေးရှင်ဘောလူကငွေတောင်းမှုစီစဉ်ဥစားကိုယ်တိုင်ကို ပြဿနာလို့ပြောနေရမှာမဟုတ်ဘူး။အင်းဟုတ်။ပြဿနာကငွေကိုတတ်မချင်းပေါ့။ Greed လို့ဆိုရင် Philagoria အဲ့ဒီစိတ်သဘောထားဆိုလိုတာကငွေပေါ်မှာအလွန်အကျွံချစ်ချင်းတွေတာတာ လောဘဇောတိုက်တာ။အော်။အဲ့ဒီတတ်မမှုက လူကို ပါသက်စေလဲဆိုတော့စုံစမ်းနှောက်ရချင်း ကြော့ကွင်းအကျိုးမင့်အန်တရဲဖြစ်စေသောတတ်မှတ်ခြင်းများစွာထဲသို့ကြာရောက်စေတယ်။နောက်ဆုံးမှယုံကြည်ခြင်းတရားလမ်းမှာလွဲသွားစေတတ်တယ်လို့အခန်းငယ်၉၀မှာရှင်းရှင်းလင်းလင်းသတိပေးထားတယ်။ဒါကဝိညာဉ်ရေးအတွက်တကယ့်အန်တရဲချီတဲ့ထောင်ချပဲ။ဟုတ်ပြီ။အဲ့လိုငွေကိုအလွန်ကျွန်းတတ်မဲ့တာတို့မာယူနဲ့တွန်တင်ချက်တွေရဲ့အန်တရဲတွေရှိနေတယ်ဆိုရင်ရှင်ပေါလုကတိမောသေကိုပြောအသက်ရှင်ဖို့တိုက်တွန်းထားလေ။အဲ့ဒါရဲ့စန့်ကျင်ဘက်အဖြေကဘာဖြစ်မလဲ။ကောင်းတဲ့ချက်ပဲ။ အဖေကအခန်းငယ်6မှာအဓိကတွေ့နိုင်တယ်ဗျာ။ရောင်ရဲတော့စိတ်နဲ့တကွာဖျားဝတ်နိုင်မွေးလျော်ခြင်းဤကြီးစွာတော့အကျိုးစီးပွားထည်။အင်းဒါလေးကအရေးကြီးဆုံးအချက်ထက်ကတစ်ခုပဲထင်တယ်။ဟုတ်တယ်ဒီမှာတော့ချက်စကလုံးနှလုံးကဖျားဝတ်နိုင်မွေးလျော်ခြင်းယူဆဲဗီယာနဲ့ရောင်ရဲခြင်းအော်တဲခေယာပါဖျားတယောက်ကိုင်းဆိုင်မှုဖျားရှိမှာမှမှန်ကန်ကန်အသက်ရှင်ခြင်းကတကယ့်အကျိုးစီးပွား ်ဒါပေမဲ့အဲ့ဒီကိုင်းဆိုင်မှုနဲ့အတူရောင်ရဲချင်းဆိုတဲ့စိတ်ထံလည်းရှိဖို့လိုတယ်ရောင်ရဲချင်းဆိုတာကိုနည်းနည်းထပ်ရှင်းပြပေးပါလား The wise believers ကထောက်ပြတာကဒီ Otakia ဆိုတဲ့စကလုံးကလေအဲ့ဒီခေတ် Greek တွဲခေါ်ပညာရှင်နဲ့အထူးသဖြင့် Stoic တွေတုံးတဲ့စကလုံးဒါပေမဲ့ရှင်ပေါလုကဒီနေရာမှာသူ့ရဲ့အတိတ်ပဲကိုပြောင်းလိုက်တယ်ဖျားသခင်ကိုအားကိုးခြင်းနဲ့ဆက်ဆက်ပေးလိုက်တာဆိုလိုတာက ကိုမှရှိတာနဲ့ခြေနဲ့ရောင်းရဲမှုဆိုတာကိုကြိုးစားမှုတတ်တက်ကြောင့်မဟုတ်ပဲဖယားသခင်ရဲ့ထောက်ပံ့မှုကိုယုံကြည်စိတ်ချခြင်းနေလာတယ်ဆိုတဲ့သဘောပေါ့။ဒါကအရင်အားရှိစီရာရှုထောင်မယ်နော်။ရောင်ရည်ချင်းဆိုတာချူရတာကိုလည်းခံလိုက်တာမျိုးမဟုတ်ပဲနဲ့ဖျားသခင်ကိုယုံကြည်ကိုးစားခြင်းရဲ့တည့်ခွန်းတစ်ခုလို့ထင်နေတာပေါ့အခန်းငယ်ခုနှစ်ရှိကလိုက်တာကိုအားဖြည့်ပေးတယ်ထင်တယ်။ဟွာလေငါတို့ဒီဤလောကထဲသို့အဘဲအရာများယူဆောင်ခဲ့သည်မဟုတ်အဘဲအရာများလည်းယူသွားနိုင်မည်မဟုတ်ဆိုတာလေ။လုံးဝမှန်ပါတယ် လောကရဲ့မြဲတဲ့သဘောကိုနားလည်လိုက်ရင်လက်ရှိပိုင်ဆိုင်မှုတွေပေါ်ထားတဲ့သဘောထားကိုပြောင်းလဲစေနိုင်တာပေါ့ဒီအမြင်ပေါ်အခြေခံပြီးတော့ရှင်ပေါလုကဒီမော့ထေကိုအခန့်ငယ်စတင်မှာတိကျတဲ့လမ်းညွှန်ချက်တွေပေးတာဘာတွေလဲဖျားသခင်ဤလူဖြစ်တော်သင်မှုကထိုအရာများကိုရှောက်လော့ဆိုပြီးတော့လေပြီးတော့ဖြောင်းမှချင်းဖျားဝတ်နိုင်မှုလျော်ချင်းယုံကြည်ချင်းချစ်ချင်းတီးခံချင်းနှုညံ့သိမ့်မှုချင်းတို့ကိုမီးအောင်လိုက်လော့တဲ့ ဒါကအနုလက္ခဏာဆောင်တဲ့အရာတွေဥပမာလောဘတော့မာယွန်းတဲ့တွန်တင်မှုတွေကိုရှောင်ပြေးကိုပြော့တာပြီးတော့အဖြစ်သဘောဆောင်တဲ့ဝိညာဉ်ရေးရအရေးတွေးတွေကိုတက်တက်ကြွကြွလိုက်စားဖို့တိုက်တွန်းတာဒါကိုပဲအခန်းငယ်စနစ်မှာယုံကြည်ခြင်းနဲ့ဆိုင်သောကောင်းသောတိုက်လန့်ခြင်းကိုပြောလို့ဆိုပြီးအပေးထားတာပေါ့နော်ဟုတ်ပါပဲအဲ့ဒါပါပဲဒီတိုက်တွန်းချက်တွေကယုံကြည်သူခေါင်းဆောင်တိမောသေကိုတာမကပဲယုံကြည်သူတိုင်းနဲ့သက်ဆိုင်တယ်လို့ယူဆလို့ရမယ်ထင်တယ် ဒါရီမက်ရှင်ပေါ်လူကအခန်းထဲမှာတခြားတီးခြားလူအုပ်စုတွေကိုလည်းညွန်ကြားချက်ပေးထားသေးတယ်နော်ဥပမာအခန်းစားမှာကျွန်းရီနဲ့သခင်နဲ့အကြောင်းအခန်းငယ်ဆက်နဲ့ဒီနေ့ခေတ်အချိန်လေးနဲ့ကတော်တော်ကွာနေရောလီဒီအပိုင်းကိုဘလို့နားလေသိင်းလေ The wise believers ကဖာပြောထားလေကောင်းတယ်မိဝမဟုတ်တယ် The wise believers ကရှင်းပြတာကတော့ဒီချမ်ပိုက်တီဟာကျွန်းစစ်နစ်ကိုထောက်ခံနေတာမဟုတ်ပါဘူးအဲ့ဒီခေတ်ယောမ Empire ရဲ့လူမှုဖွဲ့စည်းပုံအရာ ဂျွန်စနစ်ကအဲ့ဒီတုန်းကလက်တွေ့ရှိနေတဲ့အရာတစ်ခုပေါ့လေရှင်ပေါ်လူရဲ့အဓိကစွေမှုကခရစ်ယာန်ယုံကြည်ခြင်းရဲ့သက်တည်ခံမှုပဲဟိုးပြန်ဖြစ်တဲ့ယုံကြည်သူတွေကသူတို့ရဲ့သခင်တွေအဲယုံကြည်သူပဲဖြစ်ဖြစ်မယုံကြည်သူပဲဖြစ်ဖြစ်သူတို့ကိုယိုတေလေးစားစွာဆက်ဆံရမယ် ဘာကြောင့်လဲဆိုတော့ဘုရားသခင်ဤနာမတော်နဲ့ငါတို့တုန်တင်တော်တရားတော်ကိုသူတပားကဲ့ရဲเสียအကြောင်းမရှိစေရန်ပေါ့အထူးသဖြင့်သခင်ကယုံကြည်သူဖြစ်နေရင်ပိုလို့တောင်ကောင်းမွန်မွန်အမှုထားဖို့တိုက်တွန်းထားတဲ့အခန်းငယ်နဲ့ဒါကယုံကြည်ခြင်းကလူမှုဆက်ဆံရေးမှာဘလို့လက်တွေ့တယောက်မှုရှိတဲ့နယ်ဆိုတာပြတာပေါ့အဓိကကတော့အပြင်လောကရဲ့အမြင်မှာယုံကြည်ခြင်းကိုအတိအကျမပြတ်စေဖို့ပဲ ရှင်းစားပါပြီအဲ့ဒီနောက်မှာတော့အတိုင်းဝင်းတွေကနှုတ်တဆုဖြစ်တဲ့ချမ်းသာကျွဲဝါတဲ့ယုံကြည်သူတွေကိုပေးတဲ့အလန်းညွန့်ချက်အခန်းငယ်16 19ကလည်းအရန်ကိုလက်တွေ့ကြတယ်နော်ဒါကငွေကိုတတ်မှတ်ခြင်းကိုတော့ရှုတ်ချတယ်ဒါမဲ့ချမ်းသာတာကိုတော့မရှုတ်ချဘူးဆိုတာရှင်းနေတယ်သူတို့ကိုဘာလို့ဖို့တီးကတိုက်တွန်းထားရလဲဟုတ်ပါပြီဒီပိုင်းကအရန်အရေးကြီးရဲ့ချမ်းသာတဲ့သူတွေကိုပထမဆုံးသတိပေးတာကမာနစိတ်မရှိစေရန်တဲ့အင်းပြီးတော့အဲမမေကမစည်းစင်ကိုမကူစားရံပေါ့အခန်းငယ်16 ချမ်းသာလို့မာနတတမျိုးကိုပိတ်ဆံပဲအာကိုတာမျိုးမဖြစ်ဖို့ပေါ့အဲ့ဒီအစားဘဒုကိုကိုးစားရမလဲဆိုတော့ငါတို့ကိုအရာခတင်းတို့နိုင်ကျွေးဝါစွာပေးတော်မူတတ်သောအသက်ရှင်တော်မူသောဖျားသခင်ကိုကိုးစားဖို့ပါကောင်းလိုက်တာပြီးတော့အဖြူတကိုးစားနဲ့တိုက်တုံချက်တွေတော့อืมအဲ့ဒါဒီကကောင်းသော အမှုတို့ကိုပြုစေရန်ကောင်းသော အမှုတို့၌ကြွယ်ဝစေရန်စွန့်ကြပေးကံလိုသောစိတ်ရှိစေရန်ဖြစ်ပါ၏အခန်းငယ်၁၈ the wise believers ကဒီအချက်ကိုရှင်းပြတဲ့အခါလေးဒါဟာပြည့်စုံဥစ္စာကိုမှန်ကန်တဲ့ပန္ဒါဇိုခေအတုံးပြုခြင်းလို့ဆိုတယ်။ချမ်းသာကြွယ်ဝမှုဆိုတာဖျားပေးတဲ့အခွင့်အရေးအဲ့ဒါကိုကိုယ့်အတွက်ချိပဲမဟုတ်ပဲကောင်းမှုပြုဖို့ရရရောရောဝေမြဖို့အတုံးပြုရမယ်။အဲ့လိုလုပ်ခြင်းအပြင်ဒါကလောကီစည်းစိမ်ကိုထာဝရတန်ဖိုးရှိတဲ့အရာအဖြစ်ပြောင်းလဲမြူနန်လိုက်တာပဲဗျာ။ဒါရကဲကိုအမြင်ကျဲစေတဲ့ရှုတော့ပဲနော်။ စီစဉ်ဥစ္စာကိုကင်တွဲထုံးဆွဲပုံကကိုယ့်လက်ထော်ရအနာဂတ်နဲ့တောင်ဆက်စပ်နေရဆွေးတဘောပေါ့ကဲအခန်းရဲ့အဆုံးသက်ပိုင်းကိုရောက်လာပြီရှင်ပေါလုကတိမောသေကိုနောက်ဆုံးအနေနဲ့ဘာကိုအဓိကမှာကြခဲ့တယ်လဲအခန်းငယ်20နဲ့21ပေါ့နောက်ဆုံးမှာကြချက်ကအခန်းငယ်20မှာလာတာပေါ့အိုတိမောသေတင်းလိုက်အထာသောအရာကိုဆုံးရှောက်လောတယ် ပြီးတော့တရားမဲ့ဖြစ်သောအချင်းနည်းစကားပြောခြင်းမာယွန်းထွာတိတ်ပန်ဟုခေါ်ဝသောပညာဤစန့်ကျင်မဲ့ဖြစ်သောညင်းခုန်ခြင်းတို့ကိုရှောင်လောတဲ့အဲ့အထားသောအရာဆိုတာဘာကိုဆိုလိုတာလဲဟုတ်ဒီမှာအဓိကကြတာကအထားသောအရာတင်ပါရစီခင်ဆိုတာပေါ့ The wise believers ye tun ta che ya da ha Timothy လက်ခံရရှိထားတဲ့စောင့်ရှောက်ဖို့တာဝန်ရှိတဲ့တကယ်တန်ဖိုးရှိတဲ့အနံ့မှုကြီးပေါ့ဆိုလိုတာက မန်ကန်ဒေတွန်တင်ချက်တွေဧဝံဂေလိတရားရဲ့အနှစ်သာရတမန်တော်ကြီးကြီးကဆင့်သက်လာရဲ့ယုံကြည်ခြင်းရဲ့အမှန်တရားတွေကိုယဉ်ညွန်းတာပါ။အော်အဲ့ဒါကိုဆောင်းရှောက်ခိုင်းတာပေါ့။ဟုတ်တယ်။အဲ့ဒါကိုဘာတွေနဲ့ကကွယ်ရမလဲဆိုတော့တရားမှထက်တော့အချင်းဤစကားပြောခြင်းဆိုလိုတာကအကျိုးမရှိတဲ့ငင်းခုမှုတွေအယူအဆရလေလုံးထွားမှုတွေပေါ့။ပြီးတော့မာယွန်းစွာတိပြန်ဟုခေါ်ဝေါ်တော့ ညာဤစန့်ကျင်ဘက်ထသောညင်းခုံချင်းဒါကယုံကြည်ခြင်းနဲ့စန့်ကျင်တဲ့လော်ကီအသွေးခေါ်ရီအသိပညာအတူအယောင်လေးပေါ့အဲ့ဒါနဲ့နင်ကာကွယ်ဆောင်းလျှောက်ခုအလေးနဲ့မားချနေတာဘာကြောင့်လဲဆိုတော့အခန်းငယ်21အရာတချို့လူတွေကဒီလိုအရာတွေနောက်လက်ယုံမာရွေးလို့ယုံကြည်ခြင်းတရားလမ်းမှာလွဲသွားကြပြီလို့ဆိုထားလို့ပဲ။ ဒါဆိုရင်တမောထေပထမဆောင်အချမ်းကြီး6တခုလုံးကို The Wise Believers ရဲ့အကူအညီနဲ့ပြန်ကြည့်လိုက်တဲ့အခါဒီနေ့ကျွန်တော်တို့လက်တွေ့ဘဝအတွက်စင်ကျင်သုံးသက်စရာအချက်တွေအများကြီးထွက်လာတယ်နော်ပထမဆုံးကျွန်မအမြင်မိတာကတော့ကိုယ့်ရဲ့စီးစိမ်ဥစ္စာအပေါ်ထားတဲ့သဘောထားကိုရိုးရိုးသားသားပြန်ဆန်းစစ်ဖို့လိုအပ်တယ်ဆိုတာပဲတကယ်ပဲရောင်ရွေးနိုင်ရင်လားဒါမှမဟုတ်မတိစိတ်ကငွေနောက်ကိုဟိုဟာပိုလိုချင်တဲ့စိတ်နောက်ကိုလိုက်နေမိသလားဆိုတာပေါ့ဟုတ်ပါတယ် ဒါကအတိကအချက်တစ်ချက်ပင်ကိုယ့်ရဲ့တမိုးထားမှုတွေအချိန်ပေးမှုတွေစိုးရင်ပူပန်မှုတွေကဘယ်မှာအခြေပြုနေတယ်လဲမမြင်တဲ့စီးစိမ်ပေါ်မှာလားဒါမှမဟုတ်အရာခတ်သိမ်းကိုကြွယ်ဝစွာ ပေးသနာနိုင်တဲ့ဖျားသခင်ပေါ်မှာလားရောင်ရွေးခြင်းဆိုတာကြိုးစားအားထုတ်မှုကိုရပ်တန့်လိုက်တာမဟုတ်ဘူးနော်ကိုယ့်ဘဝရဲ့အဆုံးစွန်သောလုံခြုံမှုနဲ့ပျော်ရွှင်မှုက ဖျားတခင်နဲ့မန်ကန်နဲ့ဆက်ဆံကြီးဖျားဝင်နိုင်မွေးလျောချင်းမှာရှိတယ်ဆိုတာကိုလက်ခံလိုက်တာပဲဆိုတာတတိယဖူလို့တယ်ဒုတိယရှင်ချင်းစရာကတော့ကို့မှာရှိသည်မြအရင်မြစ်တယ်ဗောလေငွေချေးအချင်းအရေချင်းဒါတွေကိုဘလို့အသုံးပြုနေတယ်လဲဆိုတာပဲချမ်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေကောင်းမှုပြုခြင်းရရော့စွာပေးကမ်းဝင်ငှချင်းမှကို့ဘယ်တန်းရတာအထိပါဝင်နေတယ်လဲ ဒါကစီးဆင်အများကြီးရှိမှလောက်ရမယ့်အရာ မဟုတ်ဘူးလို့ကျန်းစာကဆိုလိုနေတယ်လို့ပဲနော်တကယ်တော့ရှင်ပေါလုရဲ့တွင်တင်ချက်အရာကျွန်တော်တို့ပိုင်းဆိုင်သမျှဟာဖျားတကင်းနာယုံကြည်စွာအနံထားတဲ့ဘန္တာစိုးမှုတစ်ခုလိုပဲဒါကြောင့်မာနမထားပဲနိမ့်ချစွာနဲ့ကိုယ့်အတွက်တသက်မဟုတ်ဖဲဖျားတကင်းရဲ့ကောင်းမြတ်ခြင်းကို သူတစ်ပါးစီဆက်လက်စီးဆင်းစေဖို့အဲအတုံးပြူအောင်မှာဖြစ်ပါရဲ့ဒါကနောင်ဘောအတွက်ကောင်းဘောအခြေမြစ်ကိုတိဆောက်ခြင်းပဲ နောက်ဆုံးချက်ကတော့အဲ့ဒီအနန္တသောအရာကိုစောက်ရှောက်ချင်းဆိုတဲ့တာဝန်ပေါ့ဒီနေ့ခေတ်လိုတရင်ချက်လက်တဲ့အတွေးခေါ်အယူအဆတွေအယဲမြန်ပြရှုပ်ထွေးနေတဲ့ကာလမှာကိုယုံကြည်တဲ့အမှန်တရားကိုဘလို့ခိုင်ခိုင်မာမာစွတ်ကင်ထားမလဲတစ်ချိန်တည်းမှာပဲအကျိုးမရှိတဲ့ညှင်းခုမှုတွေယုံကြည်ခြင်းကိုအားနည်းစေတဲ့လွဲမားတဲ့အတွေးအခေါ်တွေရဲ့လွဲမှုမှုကိုဘလို့ရှောင်ရှားမလဲအခြေခံခိုင်မာဖို့လိုသလိုဖျားခင်ကနှုတ်ကပတော်နဲ့မကိုက်ကြီးတဲ့ဝိညာဉ်ကြီးရောတိုးတက်မှုကိုအဟံတာချစ်စေမဲ့ အတွေးခေါ်တွေဆွေးနွေးညှင်းခုမှုတွေကိုခွဲထားတည်မြင်ပြီးရှောင်လိုက်ဖို့လိုပါတယ်။ Evangeli တရားရဲ့ယိုးရှိမှုနဲ့တန်ဖိုးကိုအာယုံဆိုင်ဖို့ရည်ကြီးတယ်လို့ထင်တယ်။ဒီနေ့တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး6ကို The wise believers ရဲ့ရှုထောင့်ငယ်နဲ့ဆွေးနွေးခဲ့ကြတာတွေကနေတကယ်လက်တွေ့ကြပြီးအားရှိစရာလမ်းညွန်ချက်တွေအများကြီးရရှိသေးပါတယ်။ဖခင်တရားကိုင်းဆိုင်မှုနဲ့ရောင်ရည်ချင်းကိုပေါင်းဆက်ဖို့ စီစဉ်ဥစာရဲ့ထောင်ချောက်ကိုရှောင်ရှားဖို့ယုံကြည်ခြင်းရဲ့ကောင်းသောတိုက်ပွဲကိုတိုက်လံဖို့အမတ်တရားကိုစောင့်ရှောက်ဖို့တိုက်တွန်းချက်ဒီဟာအချိန်တိုင်းအတွက်တကယ်ပဲအရေးပါနေစေပါဟုတ်ကဲ့ဒီအခန်းကယုံကြည်သူတယောက်ရဲ့အတွင်းစိတ်သဘောထားပြင်ပအထက်တာလူမှုဆက်ဆံရေးနဲ့ယုံကြည်ခြင်းဆံရတာဝန်တွေကိုချုံငုံမီအောင်လမ်းညွှန်ပေးထားတဲ့အလွန်အဖူးတန်တဲ့အခန်းတစ်ခန်းဖြစ်ပါတယ် ဒီဆွေးနွေးမှုကနေစက်ပြီးစဉ်းစားစရာခြံထောင်းရခြင်းနဲ့မေခွန်းလေးထက်ခုကတော့လေဒီနေ့ကျမတို့ပတ်ဝန်းကျင်မှာ ပိုကောင်းမှပိုများမှတော်တဲ့ဆိုတဲ့အတွေ့အခေါ်တွေကအမြဲတမ်းဖြစ်အားတင်းနေခြင်းမှာဖျားတယောက်ကိုင်းဆိုင်ခြင်းနဲ့ရောင်ရဲခြင်းကတားကြီးစွာသောအကျိုးစီးပွားအစ်အမှန်ဖြစ်တယ်ဆိုတာကိုကိုယ့်ရဲ့နေစဉ်ဘဝအแทမှာဘလို့လက်တွေ့ကြကြမွေးမြူကျင့်သုံးနိုင်မလဲဒါကိုဘလို့ပျော်ရွှင်စရာအတ္တတာပုံစံဖြစ်ပြောင်းလဲနိုင်မလဲဒီအချက်လေးကိုဆက်လက်ဆင်ခြင်သုံးသပ်ကြည့်ဖို့ဖိတ်ခေါ်ရင်ဒီနေ့အတွက်အဆုံးသတ်လိုက်ပါစေ